တခါတော့ကမြင်းထိတ်သမားရဲ့သားလေးဟာအเจ้าမှာစာစီစာကုန်းရေးဖို့ကြုံရပါတယ်။သူ့ဘဝရဲ့ရည်ရွယ်ချက်အကြောင်းကိုစာစီစာကုန်းခုနှစ်မျက်နှာခံရေးပြီးဆရာမကိုပြလိုက်ပါတယ်။ဒါပေမဲ့ဆရာမကလက်တွေ့နဲ့နှိစက်မှုမရှိဘူးဆိုပြီးအမှတ်မပေးဘဲပြန်ပြင်ရေးဖို့စာစီစာကုန်းစာအုပ်ကိုအိမ်ကိုပြန်ပေးလိုက်ပါတယ်။ငွေလည်းအလုံးအလောက်မရှိအိမ်တွေချမ်းတွေတောင်မပိုင်တဲ့လူကဘာလို့ချမ်းအကျဲကြီးပိုင်ဆိုင်မှုဖြစ်နိုင်ပါမလဲလို့ဆရာမကပြောလိုက်ပါတယ်။ တနာစရာကောင်းတဲ့ကောင်လေးဟာသူ့ရဲ့အဖေကိုအဲ့ဒီအကြောင်းပြောပြပြီးသူ့အဖေကိုစားစီစားကုန်းကိုဖက်ပြလိုက်ပါတယ်သူ့ရဲ့ရည်မှန်းချက်ဟာမြင်းတွေအများကြီးပိုင်တဲ့ပိုင်ရှင်ကြီးဖြစ်လို့ကြောင်းခြံကျဲကြီးတစ်ခုထဲမှာတရိတ်ဆန်တွေအများကြီးမွေးကျင်ကြောင်းအဲ့ဒီခြံကြီးပိုင်ဆိုင်ကျင်ကြောင်းအဲ့ဒါဆိုရင်တော့သူ့အဖေနဲ့သူဟာမကြာခဏအိမ်ပြောင်းစရာမလိုတော့ပဲအဲ့ဒီခြံကြီးထဲမှာပဲမြင်းတွေမွေးရမှာဖြစ်ကြောင်းပေါ့စိတ်ကူးရုပ်ပြီးရေးထားတာဖြစ်ပါတယ်စားစီစားကုန်းရဲ့အကြောင်းကိုနားထောင်ပြီးတဲ့အခါ အဖေလောက်သူကသားကိုပြောလိုက်ပါတယ်ဟုတ်ပြီငါသားစာစီစာကုန်းထဲမှာရေးထားတယ်လို့ဖြစ်ချင်နေဆိုရင်ညီကုန်းဟာမင်းလက်ထဲမှာသာရှိတာပဲအဆုံးတက်မှာမင်းဟာတကယ်ပဲချမ်ပိုင်ရှင်တတိကြီးဖြစ်မလားမဖြစ်ဘူးလားဆိုတာဘသူကမှမသိနိုင်တဲ့မင်းစာစီစာကုန်းရဲ့ညီကုန်းပဲဒီစာစီစာကုန်းကိုမပြင်ပဲမင်းဆရာမစီပြန်ယူသွားပြလိုက်ပါအချိန်တန်မင်းဟာဘလို့ညီကုန်းမျိုးနဲ့အဆုံးတက်နိုင်လဲဆိုတာမင်းလက်ထဲမှာပဲရှိတာမို့မင်းဟာမင်းဆုံးဖြစ်ပါလို့ပြန်ပြောခဲ့ပါတယ် ကောင်လေးဟာလည်းသူ့ဆရာမထံကိုအဲ့ဒီစာစီစာကုန်းကိုပြန်ယူသွားခဲ့ပြီးအဲ့ဒီအတိုင်းပဲပေးလိုက်ပါတော့တယ်ဆရာမကနောက်ဆုံးအဆင့်အနေနဲ့တတ်မှတ်လဲဒီစာစီစာကုန်းကိုကျွန်တော်မပြင်နိုင်ပါဘူးဒိတ်ချီနေရာကိုရပါစေကျွန်တော်အိမ်မက်ကိုကျွန်တော်ကိုယ်တိုင်အဆုံးတက်ပြမှာပါလို့ပြန်ပြောခဲ့ပါတယ်နောက်နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာမြင်းထိတ်သမားရဲ့သားလေးဟာတကယ်ပဲခြံကျဲကြီးကိုပိုင်ဆိုင်ပြီးတရိတ်ဆန်တွေများကြီးပိုင်တဲ့ခြံပိုင်ရှင်ကြီးဖြစ်အောင်ကြိုးစားခဲ့ပါတဲ့ သူဘဝရဲ့ဏီကုံသူရေးခဲ့တဲ့စာစီစာကုန်းရဲ့အဆုံးသက်ကိုသူလပစွာဏီကုံချုံနိုင်ခဲ့ပါတယ်တဲ့ဒီပုံမြင်တဲ့ကလို့တော့ဘဝကမကြမီမျိုးဆိုပြီးစက်သိန်းလှလှလေးသိန်းတော့မှမဟုတ်ပေမဲ့ဘဝရဲ့အချို့အရာတွေမှာကိုယ့်ရဲ့ဖြစ်ချင်းစိတ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကအရေးကြီးပါတယ်မလွယ်ပေမဲ့လည်းဖြစ်အောင်လုပ်နိုင်ခဲ့သူတွေအများကြီးပါပဲဘဝကိုဏီကုံချုံလောက်ပုံစက်သိန်းလှဖို့ဟာကျွန်တော်တို့ဖြစ်ချင်တာတွေဖြစ်အောင်လုပ်ဖို့ဆိုတာကကျွန်တော်တို့လက်ထဲမှာပါပဲလို့ဒီပုံမြင်လေးကပြောချင်တာပါပဲ